ပက်ဒရိုပက်စကယ်အခုချိန်မှာတော့ဒီနာမည်ကိုမသိတဲ့သူတော်တော်ရှာသွားပါပြီဟုတ်တယ်မလားဒါပေမဲ့လေအခုမိနေရတဲ့အောင်မြင်မှုတွေနောက်ကွယ်မှာဘယ်လိုဇလန်းမျိုးရှိနေလဲဆိုတာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတာပါသူ့ရဲ့ဇလန်းကဇွဲလုံလပြီးလို့ဘယ်လိုမှလက်မရောက်တတ်တဲ့စိတ်ဓာတ်အကြောင်းနေနဲ့ပြည့်နေတယ်ကဲဒီနေ့တော့အဲ့ဒီအကြောင်းကိုပဲအတူတူကြည့်လိုက်ကြရအောင်ဟုတ်ပါတယ်အခုဆိုရင်တော့သူကဟောလိဝုဒ်ရဲ့ A-lister ထိတ်တန့်စေယုံဝင်မင်းသားတယောက်ဖြစ်နေပြီပေါ့ဒါကတော့အောင်မြင်မှုရဲ့ပတ်နိုင်ကိုပြောလို့ရတယ် ဒါပေမဲ့စိတ်ဝင်စားစရာကအဲ့ဒီပန်းနိုင်ကိုရောက်ဖို့သူ့ဖြစ်လာခဲ့ရတဲ့ခီးလန်းကဘယ်လိုမျိုးလဲဆိုတာပါပဲသူ့ရဲ့အထင်ကရဇက်ကောင်လေးကိုပြန်ကြည့်လိုက်ရင်အားလုံးကယဉ်နီးနီးမှမှာ Game of Thrones ထဲကခမိုင်မိုက် Oberyn Martell ဆိုရနဲ့ The Mandalorian နဲ့ကမျက်နှာဖုံးတဲ့မင်းနာ Din Djarin ပြီးတော့ The Last of Us ထဲက Parkin တယောက်လိုအားကိုးရတဲ့ Jon Min လာအိုးဒီဇက်ကောင်လေးအားလုံးကသူ့ကိုကဘာနဲ့ချီပြီးလူတွေရဲ့ယဉ်ထဲကိုရောက်သွားစေခဲ့တာပေါ့ဒါပဲလေအဓိကမေးခွန်းကကြာပါပဲဒုက္ခတဲ့တယောက ကိုကိုကိုအမင်းအပြင်လူအပယ်ခံတယောက်လိုခံစားခဲ့ရတဲ့လူတယောက်ကနေဒီလိုကဘာကအတိမဖြူရဲ့ကျေဖွင့်တပွင့်ဖြစ်လာဖို့ဆိုတော့ဘယ်လိုလုပ်ဖြစ်နေရတာလဲကဲသူရဲ့အတ္တိလေးကိုတစ်ချက်ပြန်ဆွကြည့်အောင် သူ့ဇလန်ရဲ့အစားကတော်တော်လေးကိုဒရာမာဆန်ပါတယ်သူအထက်၉လသားအရွယ်လေးမှမေသူမိသားစုတစ်ခုလုံးနိုင်ငံကြီးအခြေအနေတွေကြောင့်ချီလီနိုင်ငံကနေအသက်လူပြီးထွက်ပြေးခဲ့ရတာပါစဉ်းစားကြကြည့်မွေးခင်းစအရွယ်မှာပဲကသူ့ဘဝကဒီလိုခက်ခဲကြမ်းတမ်းတဲ့အတွေ့အကြုံနဲ့ဆက်ခဲ့ရတာပါ အဲ့ဒီမှာသူတို့မိသားစုတွေ့တွေ့ခဲ့ရတဲ့အခက်ခဲတွေကမနည်းပါဘူးပထမဆုံးကတော့အသက်ရှင်ဖို့ကိုမူရမီကိုဆွန်လာခဲ့ရတယ်ပြီးတော့ American မှာရှေ့ပြောင်းအခြေချသူတယောက်အနေနဲ့ AI ရာကိုအစကနေတင်ဆက်ရတယ်မိသားစုကဘဝကိုအခြေခံအောင်ကြိုးစားနေရတဲ့အချိန်မှာမကြကနာဆိုသလိုနေရာတွေပြောင်းရွှေ့နေရတော့သူ့ရဲ့ကလေးဘဝမှာတည်ငြိမ်မှုဆိုတာမရှိသေးဘူးပေါ့ဒီအခြေအနေတွေအလုံးပေါင်းလိုက်တဲ့အခါသူ့စိတ်ထဲမှာအမြဲတမ်းငါကအပြစ်လူပဲဆိုတဲ့ခံစားချက်ကြီးကဆွဲကန်နေခဲ့တာပါ အဲ့ဒီလိုအဖင်လူလိုခံစားနေရတာကြမျိုးကြောင်းရောက်တော့လည်းအနိုင်ကျင့်ခံရတာကြမျိုးဆိုတော့တွေးခလေးဘဝကဒေါက်တော်လေးကိုနားကျင်စရာထိခဲ့ပါတယ်သူကအနိုင်ကျင့်ချင်စရာပိမတ်ကောင်းတစ်ခုလိုဖြစ်နေခဲ့ပြီးတော့ပို့ပြီးတော့တော့အထီးကျန်လာခဲ့ရတာပေါ့နာမမဲ့လေအမောင်ဆုံးချင်ဒီမှာပဲအလင်းရောင်ကိုရှာတွေ့တတ်တယ်ဆိုသလိုပေါ့သူလည်းသူ့ဘဝအတွက်ထောက်ပေါက်တစ်ခုကိုရှာတွေ့ခဲ့ပါတယ်အဲ့ဒါကဘာလဲဆိုတော့ရုပ်ရှင်တွေနဲ့ပြဿနာတွေပါပဲတရုတ်ဆောင်ပညာကသူ့အတွက်အပန်းဖြေစရာတစ်ခုတတ်တတ်မဟုတ်တော့ပဲ သူ့ဘဝရဲ့တကယ်ရည်မှန်းချက် တကယ်ဆရာထက်တန်ရာဖြစ်လာခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးဇေယုဆောင်ရောက်ဖြူလာဖို့သူ့ရဲ့ခီးရှည်ကြီးကိုစတင်ခဲ့ပါတော့တယ်။ဒါပေမဲ့အစပိုင်းမှာတော့လမ်းကတော်တော်လေးကြမ်းတမ်းခဲ့ပါတယ်။သူ့ရဲ့ရည်မှန်းချက်ကကြီးကြီးကျယ်ကျယ်ကြီးမဟုတ်သေးဘူး။အယံယိုးရှင်းနေရသည်များစေရုပ်ဘလော့ပဲသေးသေးမဝဖြစ်နေပါစေ။အဲ့ဒီအခွင့်ရေးလေးတွေနဲ့ပဲဘဝကိုရှင်သန်ရည်တည်နိုင်ဖို့ဒါပါပဲ။တို့ဘလောက်တောင်ယုံကန်ခရလဲဆိုတော့ကိုဒီကနားလေးတစ်ခုကတက်တည်ပြနေပါတယ်ဆက်ခွညစ်ဟုတ်ပါတယ်ဆက်ခွညစ်ချင်း ဒါကဘာကင်ကနန်းလဲဆိုတော့သူ့ရဲ့တယုံဆောင်အိမ်မက်ကိုဆက်ပြီးအကောင်အထည်ဖော်နိုင်ဖို့လုပ်ခဲ့ရတဲ့စာဝေးထိုးအလုပ်တွေကနေအလုပ်ထုတ်ခံခဲ့ရတဲ့အကျင့်အရေအထွတ်ပါပဲ။မယုံနိုင်စရာပဲနော်။သူ့ရဲ့စစ်တဲ့ခိုင်မာမှုကိုတော့ဒီစကားတခွမှအတိုင်းသားမြင်နိုင်ပါတယ်။သူ့ကိုယ်တိုင်ပြောခဲ့တာကကျွန်တော်လမ်းမလျှောက်နိုင်တော့တဲ့အထိယုံကန်သွားမယ်လို့ဆုံးဖြတ်ခဲ့တယ်။ပြောမဟုတ်ဘူးတကယ့်ကိုမဆုတ်မနစ်စ조사ခဲ့တဲ့သူ့ရဲ့ဇွဲလုံလာကိုဒီစကားကဖော်ပြနေတာပါပဲ တကယ်တော့သူ့ရဲ့အောင်မြင်မှုက overnight success လို့ခေါ်တဲ့နေချင်းနေချင်းရလာတာမျိုး လုံးဝမဟုတ်ပါဘူး။ဆယ်စုနှစ်တည်နဲ့ချီပြီးတော့ဖြစ်ဆက်တည်ဒီဗီဇာလန်နေမှာလူတိမတိတဲ့ဇေယုအသေးစားလေးတွေနဲ့ရုန်းကန်ခဲ့ရတာပါ။နောက်ဆုံးအသက်39နှစ်ပြည့်ခါနီမှာ Game of Thrones က Oberyn Martellnia ကိုရလိုက်မှပဲသူ့အသက်အလဲပြောင်းအခုဖြစ်လာခဲ့တာ။အဲ့ဒီနောက်အသက်40ကျော်မှာမှ တကယ်ကဘာတိရဲ့ကျေဝင်းတပွင့်ဖြစ်လာခဲ့တာပါ။တော်တော်လေးကိုအချင်းယူခဲ့ရတဲ့ခရီးလန်စခုပေါ့ 음အဲ့ဒီ Game of Thrones ဆာရုပ်ကတော့သူနှပေါင်းများစွာစောင့်မျှော်ခဲ့ရတဲ့အခွင့်အရေးကြီးပါပဲ။ဇွဲမလျှော့ပဲလက်မမြောက်ပဲကြိုးစားခဲ့တာများတဲ့အသီးပွန်းအိုအဲ့ဒီမှာတင်သူစပီးခန်းစားခွင့်ရခဲ့ပါတော့တယ်။အဲ့ဒီကနေစပီးသူ့ဘဝပြောင်းလဲသွားပုံကတော့တကယ်ကိုမိုးနစ်မြေပါပဲ။အရင်တုန်းက TV ဇလန်းကြီးမှာအိတ်စိတ်တရုပ်ဆောင်ဖြစ်ခဏပဲပါဝင်ခဲ့ရတဲ့သူကနေအခုကပကုံကြဆဲအကြီးဆုံးအောင်အောင်မြင်ဆုံးဇလန်းသွေးရှိတဲ့ အဓိကဇလိုက်ထလာခဲ့တယ်။စာဝတ်နေရေးအတွက်စာကွဲထိုးအလုပ်တောင် အချင်းချင်းအထောက်ခံခဲ့ရတဲ့လူတယောက်ကနေအခု ဟောလိဝုဒ်က အလို့အရှိဆုံးအလေးစားရဆုံးသရုပ်ဆောင်တယောက်အဖြစ်ရပ်တည်နေနိုင်ပါပြီ။ကဲဒီလောက်ဆိုရင်ပါရိုပတ်စကရဲ့ခရီးချင်းကြီးကိုအားလုံးမြင်ဖောက်လို့ပြီးထင်ပါရယ်။ဆိုတော့အရေးကြီးတဲ့မိခွန်းကဒီဇလိုက်ကနေကျွန်တော်တို့ဘာသင်ကားစာတွေယူလို့ရမလဲ။ဘယ်လိုအားချက်စရာအချက်တွေကိုဘဝအတွက်အသုံးချလို့ရမလဲဆိုတာပါပဲ။ ပထမဆုံးသင်ခန်းစားကားရတာပါပဲကိုကိုကိုယုံကြည်မှုပက်ဒရိုကိုပဲကြည့်လေအလုတ်ကစခဏခါအထုတ်ခံရတယ်ဘသူမှသူ့ကိုအသေးမှမတူသေးတဲ့အချိန်အောင်မြင်မှုနဲ့အဝေးကြီးဝေးနေတဲ့အချိန်မှာတောင်သူကသူ့ကိုသူယုံကြည်ထဲတယ်ဆိုလိုတာကတလောကလုံးကကိုကိုမယုံကြည်သေးရင်တောင် အရေးမကြီးဘူးအရေးကြီးဆုံးကကိုရိုင်းကကိုကိုကိုယုံကြည်ဖို့ပါပဲအဲ့ဒီကနေအရာလုံးစတင်တာပါနောက်ထပ်အရေးကြီးတဲ့သင်ခန်းစာတစ်ခုကတော့စိတ်ရှင်မှုပါပဲ ပန်ထရိုဟာအသက်40နာရီမှာအောင်မြင်မှုဆိုတာကိုမြေဆန်ခွင့်ရခဲ့တာနော်။ဒါကပေါကူပြလဲဆိုတော့တကယ်တန်ဖို့ရှိတဲ့အိမက်တွေကအချင်းယူရတယ်ဆိုတာပါပဲ။ကိုမျော်လင့်ထားတယ်လို့ချစ်ချင်းဖြစ်မလာတဲ့အခါဒါမှမဟုတ်ကိုထင်တာထက်အချင်းတွေပိုကြနေတဲ့အခါအဲ့ဒီမှာလက်မလော့လိုက်ဖို့ကတစ်ကိုအရေးကြီးပါတယ်။နောက်ဆုံးသင်ခန်းစာကတော့ဇွဲလုံးလာရဲ့အဆုံးဆုံးတန်ဖိုးပါပဲ။ဟုတ်ပါတယ်။ဒီနေ့ကြိုးစားယုံခံနေရတာတွေကပြင်းမှန်းမှာပဲအလို့ချင်စရာတွေလည်းရှိမှာပဲ။ ဒါပေမဲ့ဒါဒီအားလုံးကအနာဂတ်ရင်းနှီးမြှုပ်နှံနေတာနဲ့အထူးတူပါပဲ။တနေ့နေ့မှာကိုလိုချင်တဲ့ပန်းတိုင်ကိုရောက်သွားတဲ့အခါအေးဒုံငါငါသာလဲလော့လိုက်ရင်ဒီနေရာကိုရောက်လာမှမဟုတ်ဘူး။ငါ့ကိုကတော်တော်ကြီးစုတည်နေလို့ပြောရမယ့်အချင်းတခုမလွဲမသွဲရောက်လာမှာပါ။ကဲဒါကတော့ပက်ဒရိုပါစကယ်ရဲ့မယုံနိုင်စရာဆွဲလုံးလားဇလန်တူဘုတ်ပါပဲ။သူရဲ့ခီလန်းကနေအလုံးအကျွဲခွန်အားတစ်ခုခုရသွားလိမ့်မယ်လို့မျှော်လင့်ပါရတယ်။နောက်ဆုံးအနေနဲ့ဒီမဲခုံးလေးတစ်ခုကိုပဲခြံထားခဲ့ခြင်းပါပဲ။ဒါဆိုရင်ကော ကျွန်တော်တို့တယောက်ချင်းစီရဲ့ကိုပိုင်ဇလန်းကိုရောဘလို့ရေးချမလဲ။